ဆရာရွှေဥတော်ရေးသားသည့်ရုပ်ခွဲညံခွဲနှင့်အခြားဝတ္ထုတို့များစာအုပ်မှာဓမြောင်နှင့်မောင်းချတာဝတ္ထုတို့ကိုဖတ်ပြမှာဖြစ်ပါသည်။ကျောင်းညီဘက်တငယ်ချင်းတို့အနက်တွင်ကျွန်တော်နှင့်အထူးသဖြင့်ချစ်ကြွဲဝင်ခဲ့သောတတော်ဝင်တော်ဦးဝင်းမော်သည်၎င်း၏အလौဌာနဖြစ်သောမြတ်တောင်ရွာသို့လာရောက်လဲပယံအဖန်ဖန်ဖိတ်ကြားသည်တွင် ကျွန်တော်သည်လွန်ခဲ့သောနှစ်ကတလားကမြသွားရောက်နေထိုင်ခဲ့ဘူးလေသည်မြတ်တောင်ရွာသည်အင်ဂျီတရားခက်မြသာရှိသဖြင့် စီကားလာတော့ရွာကြီးတရွာမဟုတ်냐တော့လေ။ထောင်တော်ဦးဖရတီထရာတောင်စောမှာမြစ်ဖက်သို့မျှော်ကြည့်သည်ရှိသောစိန်ကြီးမြိုင်ကြီးရိတ်ကြီးတောတောင်အစချီသောတချင်းအရာညွညုံမှိုင်းမှိုင်းရှိနေသောတစ်ပင်ကြီးများ၏အကြမှာစိမ့်သက်လက်အယောင်ရှိမြစ်ပြင်တွင်စုံစံသွားလာနေကြသည့်လေ၊တမန်၊ဖောင်၊တင်မောစသည်တို့ကို၎င်းမြစ်၏အခြားဘက်ကမ်းရှိတောင်ကြီးတွင်အုံးမေ၊ထမ်းမေစသည်စိမ့်ဆိုသောတစ်ပင်များဖုံးအုပ်လျက် ចောင်းកံဖះបေါ်များလာသောទីចៃမြို့ကို၎င်းတွေ့မြင်ရသောသူတို့မှာထိုနေရာထက်ရှုခင်းตายသော နေရာကိုမြမပြည်၌တွေ့နိုင်ရန်ခဲရင်လိမ့်မည်ဟုဝန်ခံကြပေလိမ့်မည်။တနေသောညနေခင်းအချိန်၌ကျွန်တော်သည်မိษွေတစ်တော်ဝင်တောက်တောတက်သွားသဖြင့်ပြင်းရည်သည်ညင်ညတောင်ရွာ၏တစ်ဖက်ကမ်း၌ရှိသောទីចៃမြို့သို့တမန်ဒဇင်းညင်သွားရောက်လဲပဲရာဝမ်းခတ်ဟာဟာရှိသည်ညင်တရုတ်အကျော်ဆိုင်တဆိုင်၌တီးတန့်ပြင်ဆင်ထားသောအခန်းငယ်အတွင်သို့ဝင်ပြီးညင် စနမျိုးအကျော်တစ်ခွက်နှင့်ဘီယာတစ်လုံးကိုမှားယူစားတောက်ခါနေလေ၏အကျော်ဆိုင်ရှင်တရုတ်သည်အလွန်တရာမြမကြီးလေသောပေါ့ဖို့တယောက်ဖြစ်သည့်တိုင်ဘီယာပလင်းကိုဖွင့်၍ဖန်ကွက်တင်ငှဲ့ပေးစဉ်ကျွန်တော်ဤမျက်နှာကို ကြည့်လျက်ခမရဟိုဘက်ကန်းကတက်တောင်းဝင်တောင်းနဲ့တငယ်ချင်းဆိုဟုတ်တယ်ဘယ်ဘက်မှာအလုပ်လုပ်တယ်လဲစာရေးရဲ့အလုပ်လုပ်တယ်။အော်ကောင်းတယ်အားကြီးကောင်းတယ်။အရင်ကခမရလာရင်စာရေးစရာအားကြီးများတယ်။ ဒီလိုမျိုးကလေးမှာစာရေးစရာဘယ်မှာများများရနိုင်မလဲပေါ့ဖို့တခါတခါမရနိုင်ဘူးတခါတခါအားကြီးများတယ်ခမားအကုတ်ထိုင်ကြီးရဲ့ကလထိုင်မှာလူတယောက်ရင်ဘတ်မှာဓားနဲ့ထိုးပြီးအသက်ခံရတယ်တတ်တဲ့လူဟာဟော့ဟိုကအဖိုးကြီးပဲဘလောက်ကြာပြီလဲနှစ်ပေါင်းတော်တော်ကြာသွားပြီဒီလူကြီးကိုမဖမ်းဘူးလားဖမ်းတော့ဖမ်းတယ်ရုံရောက်တော့တရားသူကြီးကလွှတ်လိုက်တယ်ထိုအခါကျွန်တော်ဒီလူသက်မှုဖြစ်ဖို့ဒီဆိုတော့ထိုလူကြီးကိုလှမ်း၍ကြည့်မိရာထိုလူကြီးမှာ အသက်50ကျော်အရွယ်ခန့်ရှိ၏ခြေတစ်ဖက်ဆာတာတာညင်ဒုက္ခကိုအာပြုကလမ်းလျှောက်ရသည့်အဖြစ်ကိုသတိပြုမိလေ၏ထိုလူကြီးသည်ဆိုင်ရှင်သို့ရောက်လာသောအခါဆိုင်ရှင်တရုတ်အားနှုတ်ဆက်လျာဆိုင်ရှင်သည်ရိုသေသောအမူအရာဖြင့်စကားပြောသည်ကိုလည်းတွေ့မြင်ရ၏ဤသူသည် ခြေတစ်ဖက်ဆာသည့်အတွက်ကြောင့်လမ်းလျှောက်သောအခါ၌ဒုက္ခကိုအာပြုရသည်မှန်တော်လဲလူမင်းစွာ ကြန့်ခိုင်တန်ဆွမ်းသောကိုယ်ကာယရှိသည့်ပြင်၎င်း၏မျက်နှာထားမှလည်းစိုးမိုက်ခြင်းမရှိဘဲလျှင် ခတ်ထန်တင်းမာခြင်းရှိသည့်အဖြစ်ကိုတည်ပြုမိ၏ဆင်းဆက်မှာထိုလူကြီး၏အမှုအရာနှင့်မျက်နှာသားမျိုးသည် ထိုသေးငယ်သောမျိုးကလေး၌သာမကမျိုးကြီးများ၌ပင် ရှားလှသည်ဖြစ်သောကြောင့်တစ်ချိန်မြင်မိနှင့်ထက်မှန်၍စိုက်ကြည့်လောက်သောလူကြီးမျိုးတစ်ယောက်ဖြစ်လေသည်၎င်းလူကြီးသည်စိုက်ရှင်တယုံနှင့်အငဲငယ်စကားပြောပြီးနောက်ပောက်ဖော်ရောကျွန်တော်ပါဦးကောက်မြိတ်ခါနှုတ်ဆက်ပြီးနှင့်ဆက်လက်၍လျှောက်သွားလျာကျွန်တော်မှာထိုသူ၏ထူးခြားသော အင်္ဂါယုံနှင့်လူကိုတတ်ချင်းသည်ဟူသော ထူးခြားသည့်အဖြစ်အပျက်ကိုတွေ့မြင်ကြားသိရခြင်းအပြင်စုံလင်စွာသိလိုသောစိတ်ဆန္ဒဖြစ်ပေါ်လာသည်နှင့် စားစရာများကိုထပ်မံမှာယူပြီးနှင့်ဆိုင်ရှင်တရုတ်အားယခင်ကလူသက်မှုအကြောင်းကိုစုံလင်စွာပြောပြပါမည်အကြောင်းနှင့်တောင်းပန်လေ၏ဆိုင်ရှင်ပေါက်ဖော်သည်စားတောက်စရာအများအများဝယ်ယူသောလူတစ်ယောက်ကိုကျေးဇူးပြုလိုသည့်တကြောင်ထိုလူကြီး၏အကြောင်းကိုပြောပြရခြင်းမှာညီငွေမြီလက္ခဏာမရှိသည့်တကြောင်ထိုလူသက်မှုဖြစ်ပွားပုံကို အစမှအဆုံးတိုင်းစုံလင်စွာ ပြောပြလျာ၎င်းအမှုသည်တာမညလူတက်မှုမဟုတ်ဘဲများစွာထူးခြားသော အချင်းအရာများပါရှိသည်ဖြစ်သောကြောင့်ကျွန်တော်ကတရုတ်ကြီးပြောသည့်စကားများကိုဝိထုသွားအစီအစဉ်ဖြင့်ပဋိပါစဉ်ညီညွတ်အောင်ဖန်ပြီးစီစဉ်ရေးသားဖော်ပြရပြီအံ့ကျွန်ုပ်ဒီကပြည်ကြီးသားအစ်စ်တယောက်ဖြစ်တော်ညာလဲဆယ်နှစ်သားအရွယ်ကမိခင်ဖခင်များနှင့်အတူဤမြမာပြည်သို့လာရောက်၍ရှေးဥစွာဗမော်မြို့ထို့နောက်ကတာမြို့ ောက်ဆုံးမှထီးကြိုင်မျိုးတို့ရောက်လာကြပြီလေခေါက်ဆွဲဖို့တဲဖွင့်ရောင်းချခဲ့နေသည်ကြီးကြိုင်တို့ရောက်သောအခါ၌ကျွန်ုပ်မှာ15နှစ်သားများသာရှိသေး၍35နှစ်တိုင်တိုင်းဤမြို့တွင်နေထိုင်လာခဲ့သူတယောက်ဖြစ်သောကြောင့်တရုတ်ပင်ဖြစ်စေကမူထီးကြိုင်သာမြမလူမျိုးတယောက်ကဲ့သို့ပင်ထီးကြိုင်မျိုးအကြောင်းနှင့်မြို့သူမြို့သားအကြောင်းများကိုတည်သူတယောက်ဖြစ်လေသည်ယခင်ကကျွန်ုပ်ကိုနှုတ်ဆက်သွားသောလူကြီး၏အမည်မှာဦးထွန်းလှိုင်ဖြစ်၍၎င်း၏ဖခင်မှာမြေပိုင်ရှင်ဦးကြညွန့်ဖြစ်လေသည် ဦးကြညွန့်သည်ကျွန်ုပ်တို့သားအဖအုံယောက်ထီးချိုင်းသို့ရောက်လာသောအခါကစည်ရင်သောနိုင်ငံသားများအားတနာကိဝနာရှိသည်နှင့် ဆောင်မကြည့်ရှုခဲ့သည်ဖြစ်၍ကျွန်ုပ်ဤဖခင်က၎င်းအားများစွာကျေးဇူးတင်သည့်အလျောက်ကောင်းမြတ်သောတရုတ်စားစရာများကိုဦးကြညွန့်ထံသို့မကြမကြပို့လိရှိလေသည်ကျွန်ုပ်တို့ရောက်လာသောအခါကဥထုံးလိုက်မှာလူပြိုပေါက်မြသာရှိသေးရာမြေပိုင်ရှင်တဦးဤသားဖြစ်သည်ဖြင့်ရုပ်ရည်ချောမောသောလူဆွမ်းကောင်းတစ်ယောက်ဖြစ်သောကြောင့် ချိချိုင်သူမိန်းကလေးတိုင်းသူ့ကိုလိုချင်ကြလေသည်လူစွမ်းကောင်းဟု ခေါ်ခြင်းမှာဥထွန်းလိုက်သည်မြင်စီခြင်းစညာတီခြင်းစသည့်လူကုန်တန်များဤသားများတက်အပ်သော အတက်များအပြင်လေလော်ခြင်းထင်းခုတ်ခြင်းနဗန်းလုံးခြင်းစသည့်လူချမ်းများနှင့်သက်ဆိုင်သည့်အတက်အမျိုးမျိုးတို့၌လည်းအခြားသော ကာလာသားများလိုက်၍မမိနိုင်အောင်ကျင်လည်သူတယောက်ဖြစ်လေသည်။သို့ဖြစ်သောကြောင့်မိမပြိုကလေးများကလူချင်းကြသည်မှာအံ့ဩဖို့မဟုတ်။ယောက်ျားအချင်းချင်းဖြစ်သောကျွန်ုပ်ပင်ရင် ကလေးဖြစ်စံကသူ့ကိုအာကြီးချစ်ခင်မှုဒီကိုယခုတိုင်မှတ်မိသေး၏အခြားလူမျိုးများသည်မိမအဲ့အတွက်ကြောင့်သူ့ကိုမနာလိုကြတော့လဲချောင်းရွေရိုက်ရန်စောင့်နေသော ကာလာသား၃ယောက်ကိုလက်နက်မပါဘဲလက်သီးတက်တက်နှင့်ထိုး၍ဆုံးမရသွားနှစ်ချောင်းထွက်သွားဘူးလေသည်ထီးကြိုက်မျိုးသူမိန်းကလေးများသည်ဥထွန်းလှိုင်ကိုဝိုင်း၍လူမတက်လူချင်းကြတော့လဲဥထွန်းလှိုင်ကမူညီသည့်မိန်းကလေးကိုမျှလှဲ့၍မကြည့်တိကုံသေးကြီးဥပါဟင်ဤ တယောက်ထဲသောသမီးမကြီးရွှေညင်သာနှင့်စုံမက်ချစ်ခင်နေသည်တို့ဖြစ်၍ရေပိုင်ရှင်ဦးကြညွန့်ဤတယောက်ထဲသောသားနှင့်ဥပဟိန်ဤတယောက်ထဲသောသမီးမကြီးရွှေတို့ချစ်ကြိုက်ကြခြင်းမှာလူကုန်တန်းခြင်းလည်းဖြစ်ပြန်ရွယ်သူခြင်းလည်းဖြစ်ပြန်ရုပ်ရည်ချောမောသူခြင်းလည်းဖြစ်ပြန်နေရကားတမျိုးလုံးသာနှင့်မကတငယ်လုံးကပင်သဘောတူမျှအားရဝမ်းမြောက်ကြသည်ဖြစ်သောကြောင့်ထိုသူနှစ်ဦးတို့ဤလက်ထက်မင်္ဂလာအခမ်းအနားမှာ၎င်းနှင့်တလွားတွင်မကြားစဘူးလောက်အောင်ကြီးကျယ်ခမ်းနား၍ တတာမျိုးအေးပိုင်မင်းကိုတိုင်းလာရောက်ချင်းမြင်ခဲ့လေသည်ဦးကြညွန့်တို့အိမ်သားတစုနိုင်ထူးခြားသောအယူဝါဒတစ်ခုရှိလေသည်ဦးကြညွန့်သည်ဘေးဘိုးဘီပင်လက်ထပ်မှဆ ảy ၍လဲမွေချောင်းမွေကိုဆက်ခံလာခဲ့ရာ၎င်းတို့အမျိုးများအစဉ်အဆက်တွင်တားယောက်ျားကိုသာနှင့်လက်ဦးမွေးဖွား၍သမီးမိန်းမလက်ဦးမွေးဖွားသောမိဘနှစ်ပါးတို့မှတညီညီနှင့်ဘေးရန်ရဲတွေ့ရသည်ဟုစွဲလန်းစွာယုံကြည်တတ်ကြလေသည်တို့ဖြစ်လေသောကြောင့်ဦးထွန်းလိုင်၏ဇနီးမကြီးရွှေမှာပြိတ္တရေဆွဲကတ်သော အခါတွင် အားလုံးသောဆွေမျိုးများသည်တမိမိန်ကလေးဖွားမြင်မြီကိုညားစွာစိုးရင်ချင်းဖြစ်ကြလျင်တားယောက်ကြားကလေးမွေးဖွားပါစေဟုနေ့စဉ်အမျှဆုတောင်းကြလေသည်သူတို့သားဤမိဘနှစ်ပါးနှင့်သူတို့သမီးဤမိဘနှစ်ပါးတို့မှလည်းညယောက်ကြားကလေးမွေးဖွားပါစေသာဟုရီမန်းဆုတောင်းလျက်အလှူပေးခြင်းဖျားတဲ့ခြင်းကြောင်းဆောက်ခြင်းစာဒီတို့ကိုပြုခဲ့ကြလေသည်တို့ရရင်ဤလောက၌မလိုသောအရာသည်ဖြစ်တတ်မြဲဓမ္မတာဖြစ်သည့်အတိုင်းမကြီးရွှေသည် လာစေသောအခါမှာသမီးမင်းကလေးတယောက်ကိုဖွားမြင်ခဲ့လေသည်ထိုတငယ်မသည်မိခင်ဤသိမ်မွေ့ပြေပြစ်သောရုပ်အစဉ်လက္ခဏာနှင့်ဖခင်ဤခံ냐သောအင်္ဂါရုပ်တို့ကိုပေါင်းဆက်ထားသကဲ့သို့မိဘတိုင်းတို့ဤဟာတရနှလုံးကိုရှင်ပြုံးနှစ်သိမ့်စီလောက်အောင်တင့်တယ်ခြင်းနှင့်ပြည့်စုံသည်မှန်တော်လဲဦးထွန်းလိုင်းရဲ့မကြီးရွှေတို့ကမူထိုကဲ့သို့မရှိချေမကြီးရွှေသည်သမီးမင်းကလေးဖြစ်သည်ဟုသိရသည်နှင့်တပြိုင်နက်သွေးတက်၍သွားလျာလက်တယ်ကောင်းသောကြောင့်သာနှင့် မီးတွင်း၌အသက်မဆုံးရှုံးပဲရှိခဲ့ရနေသည်ဥထုံးနိုင်မှာလဲထိုသတင်းကိုကြားသည့်နှင့်တပြိုင်နက်ကျွန်တော်တို့ဤဆိုင်သို့လာ၍ဝီစကီတစ်လုံးဝယ်ယူပြီးနေလူမှန်းသူမှန်းမသိသည့်တိုင်အောင်ပေါက်သဖြင့်ကျွန်ုပ်တို့သားဖအနှစ်ယောက်ကပင်အိမ်သို့ရောက်အောင် တွဲ၍ပို့လိုက်ရလေသည်ကျမ်းမာသောသူတို့သည်ပင် စိတ်ထဲ၌အကြီးအကျယ်ဥပါဒဏ်ကန့်ညီသောအခါတွင်မကျမ်းမမာဖြစ်လာတတ်ကြောင်းကိုလူတိုင်းပင်အသိဖြစ်လျာသွေးညူသားနှင်းရှိနေသောမကြီးရွှေမှာဘေးအန္တရာယ်တစ်စုံတစ်ခုဆက်ရောက်ချေတော်မူဟု ကြီးစွာသောဆွဲလန်းခြင်းဖြစ်လျာကသမီးမိန်းကလေးကိုမွေးဖွား၍တလမပြည့်မီပင်နှင့်တစ်ဖြည်းဖြည်းပိန်ချုံ၍အသက်ဆုံးရရှာလေ၏ထိုညတ၌ဥထွန်းလိုက်သည်ကျွန်ုပ်တို့ဤဆိုင်တွင်သို့ကြောင်ကရန်းနှင့်ဝင်လာ၍ဘရန်ဒီတပလင်းကိုမှားယူကတောင်းရင်းမူးရစ်လဲသောအခါတွင်ထိုင်ရာမှထ၍အနီးရှိကာလာသားများအားဟေးမင်းတို့ငါမင်းသာကြည်ကြစမ်းငါ့ကိုမင်းတို့ကဘလို့အကောင်မှတ်နေသလဲငါလူတက်တဲ့အကောင်ကွာတက်တာမှသူများကိုတက်တာမဟုတ်ဘူး ငါမရငါတတ်တဲ့အကောင်ကဟုပြောလေ၏ထိုအခါတယောက်သောကာလာသားကကိုထွန်းလိုက်ခမရမရှက်ဘူးလားဗျမူပီဘဲ့ငယ်တွေရှောက်ပြောနေတယ်လေဟုပြောရရင်ဦးထွန်းလိုက်သည်ထိုသူဤပချိတ်ကိုလက်သီးညင်ကော်၍တက်လိုက်ရကျွန်ုပ်တို့မှာနှာနှက်၍ပြေးကြရ၏ဦးထွန်းလိုက်မှမူအငင်းငယ်များနောင်တရဟန်မရှိဘဲဝိုင်းအောင်ကပြုစုနေကြသောကျွန်ုပ်တို့လူစုကိုကြည်ရင်ဟဟပပရင်မောလျက်သေပြီလားဒီအကောင်ဟင်ခုမှဖြင့် တရက်စားလဲကြက်တော်မယ်လာခဲ့ကြမင်းတို့တွေကဘသူဘာပြောချင်သေးတယ်လဲပြောကြစမ်းခုပြောရင်လက်သီးလက်မောင်းတက်မြန်နေရကျွန်ုပ်တို့အားလုံးမှာတုတ်တုတ်မှမလှုပ်ဝင်မယ်ငြိမ်ဝှက်စွာရှိနေကြရနေ၏၎င်းနောက်ဦးထွန်းလိုက်သည်ကြမ်းကြုတ်ခတ်ထန်လာသဖြင့်လှိုင်းတဘိုးထတဲ့ကဲ့သို့ရှိနေသောမျက်နှာသားမှာဒီငြိမ်သောမျက်နှာသားသို့ရုတ်တရက်ပြောင်းလဲ၍စိုင်ပြင်းသို့ထွက်သွားလေရာကျွန်ုပ်တို့သည်နှစ်ပေါင်း20လုံးလုံးဦးထွန်းလိုက်၏မျက်နှာကိုမတွေ့မြင်ကြရတော့ခြင်းဦးထွန်းလိုက်မှာ ထိုနေ့မှစ၍မြေမြူသွားပြီးသည့်အလားတည်င်းတန်တက်မြမကြရလေအောင်တခါလေးပြောက်၍သွားလေ၏ဥကြညွန့်ဤဇနီးဥထွန်းလိုင်းဤမိခင်မှာသားထွက်သွားသည့်နေ့မှစ၍တနေ့သောပေါ်လာလိတ်နုံနုံနှင့်မျှော်ခဲ့ရှာ၍ရမသည်လာသို့၎င်းလာမသည်ညက်သို့၎င်းကုံလွန်ခဲ့သည့်ဖြင့်ငါးညက်ခန့်ကြာသောအခါတွင်သားဤအတွက်ကြောင့်စိတ်ကစားရောဂါဆွဲကပ်ပြီးလျှင်၄၀ကျော်အရွယ်ကလေး၌ပင်ကွယ်လွန်အနိမ့်ဆရောက်ခဲ့ရရှာလေ၏ မရသေးဆုံးပြီးနောက်တနှစ်ခန့်အတွင်း၌ပင်မြေပိုင်ရှင်ဦးကြညွန့်သည်လည်းမြင်းပေါ်မှကြာ၍လေကုတ်ကျိုးပြီးမြင်ဘဝတဘာပြောင်းသွားကွယ်လွန်ရရှာလေ၏။ဤကင်ဖခင်နှင့်တကွဘိုးများဘွားများအားဘေးရန်ရဲ့ကန့်ညိစေသည်ဟုဆွဆွဲချင်းခံရရှာသောဦးထွန်းလိုင်၏သမီးခင်မြကြီးမှာဝေးပွားသည့်ညမှစ၍တနေ့တရက်မြခေါင်းခဲလည်လာခြင်းဟူ၍မရှိခဲ။ကျမတန်ဆွမ်းသောမိမပြိုကလေးအဖြစ်သို့ကြီးပြင်းလာခဲ့ရာ၎င်း၏ရုပ်အစင်းမှာ မိခင်ဖက်နှင့်ဖခင်ဖက်မှာ အကောင်းဆုံးသောရုပ်စင်းအင်္ကာများကို ထုံနှုတ်စုပေါင်း၍ထားပြီးသည့်အလားထိုနယ်တလွားနိုင်ထူးခြားသောတငယ်မကလေးအဖြစ်သို့တိုင်ရောက်ခဲ့လေသည် မကြီးရွှေ၏မိခင်ဖခင်များသည်တမီးတေဆုံးသည့်ညမှစ၍၎င်းမြေးကလေးကိုမိမိတို့အိမ်သို့ဆောင်ယူမွေးမြူလာခဲ့ရာခင်မကြီး၁၆နှစ်အရွယ်သို့တိုင်ရောက်သောအခါတွင်မိခင်ဘက်မှဘိုးဘွားများသည်လည်းတယောက်ပြီးတယောက်ပျောက်ကွယ်တေဆုံးကြလေ၏ယင်းတို့ဖြစ်ရာခင်မကြီးသည်ပခင်ဘက်မှလေယာ၆မြောင်းအမွေအနှစ်များကို၎င်း မိခင်ဘက်မှငွေကြေးအမြောက်အများနှင့်တစ်ကူးရန်စင်များကို၎င်းစက်ခံရရှိလျာက၎င်းနယ်ပယ်တွင်အကျွဲဝဆုံးသောအဖြစ်သို့တိုင် ရောက်ခဲ့လေ၏ယင်းကဲ့သို့ပစ္စည်းအင်အားနှင့်ပြည်စုံရသည့်အတွင်းရုပ်စင်းသဏ္ဍာန်မှလည်းထိုနယ်တလျှောက်၌ဖက်ပြိုင်နိုင်သူမပေါ်ပေါက်နိုင်အောင်ရှိရလေကတစ်ကုံသေးပေါက်ဆမှသည် မြို့အုပ်ဝင်းတောက်စသောအရာရှိများတို့တိုင်အောင်ခင်မာကြီးကိုပိုးပန်းကြမည်မှာကမဟုတ်ချမလွဲပေသည်မိခင်ဘက်မှဘိုးဘွားများတည်ဆုံပြီးသည့်နောက် ဖခင်ဦးထွန်းလိုင်းနှမဝမ်းခွဲတော်ဆက်သည့်ဒေါ်ရွှေမီအမည်ရှိအပြိုကြီးတယောက်နှင့်အတူနေထိုင်ခဲ့လေသည်ခင်မကြီးသည်မိမိအလိုရှိကမြို့အုပ်ကတော်ဝင်တော့ကတော်အဆရှိသည့်ကတော်ခန်းအဖြစ်မျိုးကိုအလွယ်တကူနှင့်ခံယူနိုင်ပွဲရာရှိတော်လဲမိခင်ဘက်မှဘိုးဘွားများနှင့်လုပ်ဖို့ကင်ဘက်ဖြစ်ပူးသောတစ်ကုံတဲ့ဥဖိုးမန်ဤသားမောင်ချစ်မောင်ဆိုသူနှင့်စုံမက်ချစ်ခင်ခဲ့လေသည်မောင်ချစ်မောင်မှာကြီးကြိုင်သားဇာတိပင်ဖြစ်တော်လဲ ထိုင်လုံသောမိဘများမှဆင်းသက်ပေါက်ပွားခဲ့သဖြင့်မန္တလေးမြို့၌အင်္ဂလိပ်စာဆယ်တန်းအောင်မြင်ပြီးနောက်ရန်ကုန်ကောလိပ်ကျောင်း၌ပင်ညနေခန့်များဆက်လက်၍ပညာသင်ကြားခဲ့ပူလေသည်ထိုတငယ်သည်လွန်မင်းစွာရုပ်ရည်ချုံမောခြင်းမရှိ냐တော့လေကိုလက်တန်စွမ်းကျမ်းမာစေတတ်သည်လေ့ကျင့်ခြင်းအမျိုးမျိုးတို့၌ဝါသနာအလျောက်ဆွဲမြဲစွာလေ့ကျင့်မှုသူဖြစ်လျာကဖြက်ဖြက်လက်လက်နှင့်တက်မက်သောကိုယ်ကာယရှိလျက်ယောက်ျားပီပီတည်ကြည်ခံကြသောမျက်နှာထားလဲရှိလေသည်တို့ဖြစ်သောကြောင့် ောင်ချက်မောင်မှာပစ္စည်းအရာ၌၎င်းရုံအစင်းတရ၌၎င်းခင်မကြီးဤအစဉ်အတန်းသို့မမိခဲ့ညာစေကမူထိုမျိုး၌ပထမတန်းဆွဲသောလူလင်ပြူတယောက်ဖြစ်လေသည်ရင်းသို့ရှိနေရကထီးကျိုက်မြို့သူမြို့သားများသည်မောင်ချက်မောင်နှင့်ခင်မကြီးတို့အကြောင်းဆုံကြမည်မှာမလွဲနိုင်သောအရာကဲ့သို့ခံမန်းတွက်ချက်ကြ၍လက်ထပ်တော်မည်ဟုအတီအလင်းထုတ်ဖော်ပြောဆိုသည့်တည်င်းကိုသာလျှင်မျော်လင့်ကားရှိနေကြလေသည်သို့ပါတော်လဲထိုခံမန်းချက်လွဲချော်ပွဲရာအကြောင်းတစ်ခုသည် မကြမီအတွင်းဖြစ်ပေါ်လာခဲ့လေ၏။တနေ့သောနနက်ခင်းအချိန်၌မန္တလေးမြို့မှစာပို့တင်မောထွက်ခွာသွားပြီးသည့်နောက်ကျွန်ုပ်သည်ဆိုင်ရှိတွင်ရက်လျက်မြစ်ဖက်သို့မျှော်ကြည့်နေစဉ်လူတစ်ယောက်သည်တရေအိတ်တစ်လုံးကိုလက်ဆွဲလျက်မြစ်စိမ့်မှတက်လာသည်ကိုတွေ့မြင်ရလေ၏။ထို့သူသည်ကကြီးကျိုင်သားမဟုတ်သဖြင့်ခီးသွားတစ်ယောက်ဖြစ်ကြောင်းထင်ရှားလေရာ ထို့သူသည်ဈေးဆိုင်များကိုငေးမျှော်ကားကြည့်နေရမှကျွန်ုပ်ဤဆိုင်ကိုမြင်သည်နှင့်တပြိုင်နက်ခတ်သွက်သွက်လှမ်း၍လာခဲ့လေ၏။ ခရီးသည်ရောက်လာတော့အခါ၌ထိုသူသည်အသက်40ကျော်အရွယ်မြတ်သာရှိသေးတော်လဲအလွန်ကြသောမျက်နှာမျိုးရှိသည့်အပြင်ညထင်မမေးစေးတိုင်အောင်တပြောင်ပြောင်အယောင်ထွက်လျက်ရှိသည့်ကြောက်မက်ဖွယ်ရာ ကြီးလှစွာသော အမာယူကြီးတစ်ခုရှိကြောင်းကိုကျွန်ုပ်မြင်ရ၏ထိုကဲ့သို့ရုပ်ပြက်စင်ပြက်ရှိအောင်ကြီးကျယ်လှသောအမာယူကြီးရှိရသည့်အတွင်ကောက်ချိတ်သောမျက်နှာမောက်စွာသောနှစ်ဖူးရှေ့သို့ငေါထွက်လျက်ရှိသော မေးစေးနှင့်အစဉ်အမြဲကုတ်လျက်ရှိသောမျက်မှောင်ကြီးတို့ကိုဖြည့်ဆွက်၍ထက်လိုက်သောအခါတွင်ကား များစွာသောသူတို့သည်လူပြတ်သောနေရာ၌ထိုသူနှင့်နှစ်ယောက်တည်းတွေ့ရဖို့အရေးကိုအဝေးမှရှောင်ကွင်းလိုကြပေလိမ့်မည်ကျွန်ုပ်ဤဆိုင်ရှိသို့ရောက်သောအခါထိုသူသည်တီးတန့်ပြင်ထားသောအခန်းငယ်အတွင်တည်ရီအိတ်ကိုဇပွဲပေါ်တွင်ပြစ်တင်ပြီးနောက်ဟေ့ပေါ့ဖော်ဘာများရှိသလဲငါရေငတ်တယ်ပလုတ်ချင်းရအောင်ရှေ့ရထုတ်ဆန်းလက်ကွယ်ဘာယူမလဲဆရာကြီးဝီစကီတစ်လုံးပေးစမ်းကျွန်ုပ်သည်ဝီစကီပိုင်ပလင်းတစ်လုံးကိုထုတ်လာသောအခါဘာလို့မှလဲကွယ်ခလေးကစားစရာလား ပလင်းကြီးထုတ်ကွာကျွန်ုပ်သည်ဝီစကီပလင်းတစ်လုံးနှင့်ဖန်ခွက်ကိုထုတ်ပေး၍ဆိုရာယူမီလောဟုမေးသောအခါထိုသူသည် ဥကောင်းကိုရမ်းလေ၏၎င်းနောက်ဖန်ခွက်နှင့်ပြည့်သည့်တိုင်အောင်ဝီစကီကိုထိတ်ငှဲ့၍ရေမရောသော အရက်စစ်စစ်ကိုလင်မနစ်ကဲ့သို့မျက်တောင်မခတ်ပဲကြိုက်၍ချလေ၏ထိုနောက်မှလက်ကင်ဘဝနှင့်ပါဇက်ကိုတုံရင်းအငင်းငယ်မျှသောစားစရာတို့ကိုမှာယူလေ၏ကျွန်ုပ်သည်မိဘလက်ထက်မှစ၍နှစ်ပေါင်းများစွာတိုင်အောင် စားစရာများနှင့်တွဲဖက်၍အရက်ရောင်းလာခဲ့သဖြင့်အရက်သမားအမျိုးမျိုးတို့ကိုတွေ့မြင်ရမှုတော့လဲဝီစကီတဖန်ကွက်အပြည့်ကို ရေမရောဆက်ဖဲတခါလဲတောက်ချနိုင်သောသူကိုမမြင်ဘူးသည်ဖြစ်သောကြောင့်ထိုသူမှာသော စားစရာအနည်းငယ်ကိုပြင်ပေးပြီးနောက်အနည်းရှိထိုင်ကုန်းတွင်ထိုင်၍ကြည့်နေလေ၏ထိုသူသည်စားစရာကိုဟန်ဆောင်မြသာတို့ယုံမြတို့၍စေပြင်းလေးကိုသားနှင့်အမီးသဘောနှင့်ဖွာလျက်ရှိရာမှာကျွန်ုပ်ဘက်သို့ရုတ်တရက်လှည့်၍ဟေ့ပေါက်ဖော် ဒီမြို့မှာခင်မကြီးဆိုတဲ့မိန်းကလေးကိုမင်းသိလားဦးထွန်းနိုင်သမီးလားအေးဟုတ်တယ်ရှိပါတယ်လက်ခုပ်ကုန်းဘက်မှာနေတယ်သူ့မှာလဲရီပါတွေအများကြီးရှိရဲ့ဟုတ်လားအားကြီးများတယ်ထို့သူသည်၎င်းတရင်ကိုကြားရသောအခါ၌မြစ်သက်အားရသောအမွေအရနှင့်အရက်တစ်ခွက်ကိုငှက်လျက်ရှိရာကျွန်ုပ်ကကျွန်တော်တခုမေးချင်တယ်ခင်မကြီးအကြောင်းကိုဆရာကြီးမေးတယ်မဟုတ်လားသူ့အဖေကိုဆရာကြီးသိသလားကောင်းကောင်းကြီးသိတယ် ။သူသွားတာနှစ်ပေါင်း20ရှိသွားပြီ။တချို့ကသူသေးပြီထင်ကြတယ်ဟုတ်လား။သူတို့ထင်တဲ့အတိုင်းမှန်နေ။ဥတော်နိုင်သေးတာတစ်နှစ်ကျော်။ဟိုက်အာဂျီဝန်နဲ့ဘူကောင်းတယ်။ဘလို့သေးသလဲဆရာကြီး။ပလက်လန်ပြီးသေးတယ်။မဟုတ်ဘူး။ဘာယောဂနဲ့သေးသလဲကျွန်တော်မေးတာ။အေးလေတနက်မှန်ပြီးပလက်လန်သေးတယ်လို့ငါပြောတာ။ဘယ်မှာသေးသလဲဆရာကြီး။မက်ဆိုပိုတေးမီးယားမှာသေးတယ်။စစ်ထဲမှာလား။အေးထိုခဏနိုင်ဈေးဝယ်များဝင်လာကြသည်နှင့် ကျွန်ုပ်သည်ဆောင်ရွက်ရန်ကိစ္စရှိသဖြင့်ထိုသူကိုအခန်းထဲ၌တယောက်တည်းထားခဲ့၍လာခဲ့လေ၏လူရှင်းသောအခါတွင်ကျွန်ုပ်သည်အခန်းတွင်သို့ဝင်သွားသောအခါထိုသူသည်ဝီစကီပလင်းကိုတဝက်ကြော်ကြော်တောက်ထားနှင့်၏ဟေးပေါ့ဖော်ငါဒီမှာခဏတဲကျင်တယ်ငါ့ဘုံနေရာလုပ်ပေးနိုင်သလားညီရမရှိပါဘူးဆရာကြီးအပေါ်တက်မှာဘသူအိတ်တယ်လဲဘသူမှမအိတ်ဘူးဆရာကြီးအားကြီးညစ်ပတ်တယ်ဖုံအားကြီးမြတယ်ညှော်လဲညှော်တယ်မကောင်းပါဘူးဆရာကြီးမင်းတို့ဘက်မှာအိတ်တယ်လဲ ကျွန်တော်တို့လင်မယာအိမ်အောက်မှာအိတ်တယ်။ကောင်းပြီ။အိမ်ပေါ်မှာတပြက်စီလှည့်ထားလိုက်။အိတ်ဖို့အတွက်တင်းကြီးနှစ်ချက်။စားစရာအတွက်တင်းကြီးနှစ်ချက်။အရက်လဲငါများများဝယ်တော့မယ်။ဘယ်နဲ့လဲ။ဟုတ်မေးသဖြင့်ကျွန်ုပ်သည်စဉ်းစားလျက်ရှိစဉ်ထို့သူသည်တစ်ဆယ်ရန်ငွေစက်ကိုနှစ်ချက် ထုတ်၍အတင်းပေးတော့ကြောင်းကျွန်ုပ်သည်လူကိုကြောက်လျက်နှင့်ငွေကို မတ်သဖြင့်လက်ခံလိုက်လေ၏။ခင်မကြီးဟာအပြုံမဟုတ်လား။ခုတော့အပြုံရှိသေးတယ်။အကြခင်ယောက်ျားယူမယ်ထင်တယ်။အေးငါလဲထင်တယ်။ စ်ကုံတဲ့ဦးကြောင်လုံးသားမောင်ချက်မောင်နဲ့မင်္ဂလာဆောင်နေမယ်။ထိုအခါကျွန်ုပ်ဤဧည့်သည်ကရေမောလေရာကျွန်ုပ်သည် ထိုလူကိုရှေးကထက်ယွန်လဲယွန်ကြောက်လဲကြောက်ဤထို့နောက်ကျွန်ုပ်သည်ဈေးဝယ်များရောက်လာပြန်၍အကျော်များကြော်ပေးနေရသောကြောင့်ဧည့်သည်ကိုတယောက်တည်းအခန်းကျွန်း၌ပစ်ထားခဲ့ပြီးလျှင်ထီးကြိုင်သားများလာသောအခါ၌လည်းဦးထွန်းလိုင်တည်ဆုံးသည့်တရင်ကိုပြောကြမိ၏။ထိုသူမှမူဝီစကီတဗလင်းထက်မှန်မှယူ၍အခန်းကလေးအတွင်း၌တယောက်တည်းတောက်နေလေ၏။ ညနေချမ်းအချိန်တွင်မောင်ချစ်မောင်သည်တငယ်ချင်းများနှင့်အတူဆိုင်တွင်သို့ဝင်လာ၍ခောက်ဆွဲကြော်စားလျက်ရှိကြစဉ်မောင်ချစ်မောင်ကရုတ်တရက်တတိယသောအနေဖြင့်ဟေ့တငယ်ချင်းတို့ညနာကောက်ကောက်နဲ့ပါမအနာယူကြီးနဲ့လူကြီးတယောက်မင်းတို့မတွေ့မိကြဘူးလားဟုတ်စ၍မေးသောအခါတယောက်က စာပုတ်သင်မောနဲ့ပါလာတဲ့လူကြီးမဟုတ်လားဟုတ်ပြန်မေး၏အေးဟုတ်တယ်ဒီငနေကြီးကခင်မကြီးအကြောင်းမေးလားမြန်လားနဲ့ဟန်ရတဲ့လူကြီးမဟုတ်ဘူးထင်တယ် ဘယ်အတွက်ကြောင့်ဟန်မရတာလဲမခုပြောတဲ့ကြားသည်နည်းမောင်ချက်မောင်တို့လူစုသည်နောက်တို့လှဲ့၍ကြည်လိုက်ရတယ်ကျွန်ုပ်ဤဧည့်သည်သည်သူတို့ဤနောက်မှရက်လျက်ရှိသည်ကိုတွေးကြရ၏မောင်ချက်မောင်မှာတတ္တိမငဲတော်လဲရှက်ကိုရှက်ကန်းညင်ဖြစ်၍ဘာမျှမပြောဘဲရှိနေရထိုသူမှာမောင်ချက်မောင်ဤအညီတို့တိုးလာ၍ဘယ်အတွက်ကြောင့်မင်းငါကိုဟန်မရဘူးဆိုရတယ်လဲကွငါမေးတာပြောပါဦးခုထပ်ဆင်း၍မေးပြန်၏မောင်ချက်မောင်မှာလဲစိတ်ဆက်သောတငယ်တယောက်ဖြစ်သည့်အတိုင်း ိတ်ထွက်လာသေးနေ။ဟန်ရတာမရတာသိချင်ရင်ခမ ्या ကိုခမ ्या မှန်ညက်မှကြည့်ပါတော့လား။ခုပြော၍ထိုသူကိုကြောက်ခိုင်းကရက်နေလေ၏။ထိုအခါကျွန်ုပ်၏ဧည့်သည်သည်ငောင်ချစ်မောင်၏နှစ်ဖက်လက်မောင်းကို ဖြင်းညင်းစွာရှိသောအမူအရာနှင့်ကင်ထားလိုက်၏။ငောင်ချစ်မောင်မှာကိုလက်တန်ဆွမ်း၏အတက်များကိုအထူးလိလာခဲ့၍တာမညလူပြိုများထက်နှစ်ဆကြီးသောခွန်အားရှိသူဖြစ်ပါလျက်နှစ်ဖူးမှချွေးတီးတီးကြောက်အောင်ရုံးမှတော့လဲနေရာတွင်မလုံနိုင်မဲရှိနေကား ထိုနောက်မှဲ့တဲ့သည်မောင်ချက်မောင်ဤလက်မောင်းကိုလွှတ်လိုက်၍ရဲမောလျက်မင်းချက်မကခွန်အားကြီးရဲ့လူတော်ငါတံကိုမခံနိုင်လို့ငါစီရင်ခဲ့ပြီမင်းနောက်ကိုတတိထားလိုက်ပါစကားပြောရင်ရရန်ကားကမပြောနဲ့အရိုက်ခံရမယ်နားလေလားဟုပြောဤ၎င်းနောက်ဲ့တဲ့သည်အခန်းကလေးအတွင်းသို့ဝင်သွားလျာမောင်ချက်မောင်မှာလူတန်ကြီးတရားဟုအသားယူခဲ့သူဖြစ်သောကြောင့်ထိုကဲ့သို့ပြိသက်ရှိ၌အဆက်ကွဲရသည့်အတွက်မျက်ရည်တုတ်တုတ်ကြရှာ၏ဧည့်သည်ဤအမိမှာ ဦးတိုင်းကျော်ဖြစ်ကြောင်းကိုသူပြောသဖြင့်ကျွန်ုပ်သိရ၏ဦးတိုင်းကျော်သည်ကျွန်ုပ်၏အိမ်၌တက်ခိုလျက်ရှိစဉ်ခင်မကြီးတို့၏အိမ်သို့မကြာမကြာအလဲသွားလေရှိ၏ခင်မကြီးမှာထိုသူရောက်လာသည့်ညမှာဆ ாய் ၍ရွှင်ပြသောမိန်းကလေးတယောက်အဖြစ်မှသည်ညိုးငယ်သော မိန်းကလေးတယောက်အဖြစ်သို့ပြောင်းလဲခဲ့ကြပြီဦးတိုင်းကျော်ရောက်ပြီးသည့်နောက်ခုနှစ်ရက်တပတ်အတွင်းတွင်ကြီးကျိုင်တစ်မြို့လုံးတုံလှုပ်ခြောက်ခြား၍သွားသောသတင်းတစ်ခုဖြစ်ပေါ်လာ၏ထိုသတင်းသည်ကလေအေကအမြောက်အများရှိ၍ အသက်20မြားရှိသောခင်မကြီးသည် အသက်40ကျော်အရွယ်ရှိအယက်သမားဦးတိုင်းကျော်နှင့်လက်ထပ်တော်မည်ဟူသောသတင်းပေသည်မြို့သူမြို့သားတို့မှထိုသတင်းကိုကြားရသော အခါ၌များစွာအံ့ဩကြလျက်အမျိုးမျိုးတွေ့တော်ကြ၏သို့ပါတော့လဲဟောမှန်သောအဖြစ်အပျက်အကြောင်းရင်းကိုမူခင်မကြီးကပြော၍မပြသဖြင့်အတွေးဖြင့်သာနေကြရ၏ထိုအတော်အတွင်ဦးတိုင်းကျော်မှကျွန်ုပ်ဤဆိုင်၌ပင်တဲခိုလျက်ရှိရာအလွန်တရာရန်လိုသောလူတစ်ယောက်ဖြစ်သောကြောင့် လူတိုင်းကိုပင်ရန်စားတတ်၏ရင်းတို့ဖြစ်ရာကျွန်ုပ်မှာထိုလူကြီးကိုမောင်းနှင်၍ထုတ်ရန်မဝင့်မဲရှိလေ၏တနေ့တစ်နိုင်ဦးတိုင်းကျော်သည်ခင်မကြီး၏ညီအင်တို့အလဲသွားနေခိုက်တွင်စာပို့သင်မောဆိုင်နေ၍ဧည့်သည်တယောက်သည်ကျွန်ုပ်၏ဆိုင်တွင်သို့ဝင်လာရာကျွန်ုပ်၏မျက်စိများကိုပုတ်၍ကြည့်မိ၏ဆရာကြီးဦးထွန်းနိုင်မဟုတ်လားဘာကြောင့်မဟုတ်သလဲမာရဲ့တော်အရှင်ဆရာကြီးသေးပြီလို့ပြောနေကြတယ်မသေးဘူးဗျာကျွန်တော်အားကြီးဝမ်းတာ ဘသူကပြောတယ်လေဒီဆိုင်မှာတဲညီနဲ့ဦးတိုင်းကျော်ကပြောတယ်ဒီလူပါမှာအမာယူကြီးပါတယ်မဟုတ်လားအစ်စ်ပဲဒီလူကဆရာကြီးသမီးခင်ညာကြီးနဲ့လက်ထပ်တော့မလို့တဲ့ဟိုက်ဘယ်တော့လဲဟိုရှိတညင်းကိုညီမသူအခုဘယ်သွားတယ်လေခင်ညာကြီးတို့အိမ်ကိုသွားတယ်လာစမ်းလာစမ်းအစအဆုံးပြောပြစမ်းကျွန်ုပ်ဒီဦးတိုင်းကျော်ရောက်လာတော့နေမဆာ၍ကျွန်ုပ်သိသမျှအဖြစ်အပျက်ကိုပြောပြလိမ့်ဤဦးထွန်းလိုက်သည်ဒေါသကြီးလာသောမျက်နှာသားနှင့် အန်ကျိတ်ကနားထောင်နေပြီးနောက်ကျွန်ုပ်ဤစကားအဆုံးနိုင် ကောင်းပြီအရှင်ကျုပ်ပြန်ရောက်ကြောင်းကိုဘသူမှမပြောနဲ့အတိုင်းကြော်ကိုလည်းမပြောနဲ့ကြားရလားကောင်းပါပြီဆရာကြီးစိတ်ချပါသူပဲအချိန်ပြန်တတ်တယ်ညနေ6နာရီလောက်မှပြန်လာတတ်တယ်ကောင်းပြီ၎င်းနောက်ဥထွန်းလိုက်သည်စိုင်နှဲမှထွက်သွားလေ၏ဥထွန်းလိုက်မှာနှစ်ပေါင်း20အတွင်းရုပ်ပြောင်းလဲခြင်းရှိလာသည့်အပြင်သေးပြီးခု၍ပင်မှတ်ထင်နေကြသောကြောင့်မြို့သူမြို့သားတို့သည် လမ်းနိုင်တွေ့တော့လဲ၎င်းအားရုတ်တရက်မမှတ်မိကြခြင်း6နိုင်ထိုးအချိန်တွင်ဦးတိုင်းကျော်ပြန်လာ၍ဆိုင်ရှိ၌ထိုင်ကထုံးစံအတိုင်းဝီစကီတောင်းလျက်ရှိရာထီးကြိုင်သားနှစ်ယောက်တို့သည်လည်းမုံစားလျက်ရှိကြ၏ထိုခဏ၌မောင်းချင်မောင်းသည်မျက်စိမှတက်လာ၍ဆိုင်တွင်သို့မဝင်ပဲဆိုင်ရှိမှဖျက်လျှောက်သွားသည်ကိုဦးတိုင်းကျော်မြင်သည်နှင့်ထိုင်ရာမှရုတ်တရက်ထား၍ဟေ့ခွေးကောင်ကလေးဒီခဏလာခဲ့စမ်းဟိုရက်ခေါ်လာ၏မောင်းချင်မောင်းသည် မကြားချင်းပြု၍ဆက်လျှောက်သွားသည်တွင်ဦးတိုင်းကျော်သည်ခါမမောင်းချတာကိုထုတ်၍မောင်းချစ်မောင်အားပေါက်လိုက်ရာမောင်းချတာသည်မောင်းချစ်မောင်၏နရွက်အနီးတွင်ဝီကနေကတ်သွားပြီးမှမြေကြီးပေါ်၌ဆိုင်လျက်နေလေ၏မောင်းချစ်မောင်လည်းမသွားဝင်းတော့ဘဲရက်တန့်ကရှိနေရာဦးတိုင်းကျော်သည်မောင်းချတာကို ကောက်ယူပိတ်ထား၍ခါရင်ထိုးထားပြီးမှနောက်တစ်ခါငါခေါ်လို့ချက်ချင်းမလာရင်မှန်အောင်ပေါက်လိုက်မယ်နားလေလားဟုပြောလေ၏မောင်းချစ်မောင်မှာဆိုင်ရှိ၌ ကလထိုင်မော်ရင်ထိုင်နေသောဟူတိုင်းကျော်နှင့်ညဉ့်ချင်းဆိုင်ရဲ့လျက်ရှိရာဟူတိုင်းကျော်ကဟေ့ခွေးကောင်ကလေးညီလေကခင်မကြီးနဲ့တနည်းလုံးစကားပြောနေရမင်းလားဟင်ခွေးကောင်မဟုတ်ဘူးကွစကားပြောတာကငါပဲခုတင်းမခတ်ထန်သောအတန်ဖြင့်မိမိဤနောက်မှပြောတဲ့ငုံဦးတိုင်းကျော်ကြားရလေ၏စကားပြောသောသူမှာဦးထွန်းလှိုင်ဖြစ်လျာဦးထွန်းလှိုင်သည်ခြေတံမကြအောင်ဦးတိုင်းကျော်ဤနောက်သို့ရောက်အောင်လာ၍လျှောင်တစင်းဤဦးဖြင့် ဦးတိုင်းကျော်၏လေပင်ကိုဖိနှိပ်ထားရင်းစကားပြောခြင်းဖြစ်လေသည်ဦးထွန်းလှိုင်ဟဲ့လူရည်တီရတာညံမများနဲ့နော်မင်းလေပင်ထုတ်ချင်းခတ်ပေါက်သွားမယ်နားလေလားဦးတိုင်းကျော်၏မျက်နှာ၌ကသွေးဆုပ်၍သွားခဲ့ခြင်းပြီထို့သူ၏မျက်နှာသည်ကကြောက်ရွံ့ခြင်းနှင့်မုန်းထားခြင်းကိုရော့ဆက်လျက်ရှိရာမျက်လုံးများပြုလျက်ချွေးတီးတီးထွက်ခဲ့လေပြီဦးတိုင်းကျော်နောက်တော့လှည့်၍ကြီးကွင်းမရသဖြင့်ခမည်းကိုထွန်းလှိုင်မဟုတ်လားဦးထွန်းလှိုင် ထွန်းလိုက်မဟုတ်ရင်ဘသူဖြစ်နိုင်အောင်မလဲထွန်းလိုက်ငိုးမှထွန်းလိုက်အစင်မောင်ရဲ့ဦးတိုင်းကျော်မျက်နှာကြည့်ပြရစီဗျာဦးထွန်းလိုက်ညံမများနဲ့ငိမ့်ငိမ့်ငိမ့်ညံ့ညက်လှုပ်ရင်တခါတည်းထွန်းနှစ်လိုက်မယ်နားလေလားမင်းကငါ့ကိုတက်ပြီးသေးပြီလို့ပြစ်ထားခဲ့တယ်မဟုတ်လားဒါပေမဲ့ကဲမဲ့လူရောက်လာလို့ငါမသေးဘူးကွလက်စားချေဖို့ငါလိုက်လာတယ်ထို့တော့ပြောလျက်ရှိစဉ်ဦးတိုင်းကျော်မှာကြောက်အားကြီးလာသည် ဖြစ်သောကြောင့်သွေးချောက်သောနှာခမ်းများကိုရှာဖြင့်ရက်ခါရှိနေလေ၏ ဦးထွန်းလှိုင်ကဆက်လက်၍ဦးထွန်းလှိုင်မြင့်ကြံပုံတော်ပါပေရဲ့ကွယ်အဖေကိုတက်ပြီးတမီးနဲ့တကွပစ္စည်းကိုသိမ့်မယ်လို့ကြံလာကိုမင်းကငါတမီးကိုဘယ်နဲ့ပြောတယ်လဲဆိုတော့မင်းအဖေဟာတကယ်မသိဘူးသို့တော်ပြစ်ချက်တစ်ခုနဲ့တကြုံပုတ်ခံနေရတယ်မင်းအဖေဟာလူသက်မှုတစ်ခုလည်းဖြစ်သေးတယ်ဘယ်သူမှမသိဘူးငါတယောက်သာသိတယ်ဒီတော့ငါ့ကိုမင်းယူရင်မင်းအဖေလူသက်မှုကိုငါမဖုံးလို့မဟုတ်ရင်ငါဖော်လိုက်မယ်လို့ပြောတယ်မဟုတ်လားဒီတော့ငါတမီးက ကို့အဖေအသက်မသေးပါစေနဲ့တော့လို့အောင်းမိပြီးမင်းကိုယူဖို့သဘောတူရရှာတယ်မဟုတ်လားဂိုင်းသို့တော်ဒီဟာတွေရှိစေမင်းကငါဒီနေရာမှာတည်အောင်မတက်ထိုက်တဲ့အကြောင်းကိုလုံလောက်တဲ့စင်ကြီးတစ်ခုတည်းပြောပြစမ်းဦးတိုင်းကျော်ကြောက်တော်လဲရေမောလျက်ကျုပ်ကိုခမည်းသိရင်ခမည်းကြိုးပေးခံရမှာပေါ့ဦးထွန်းလှိုင်မှန်ပြီတယ်ဒါတော့မှန်ပြီတယ်ဂိုင်းဒီတော့မင်းကငါတည်အောင်မတက်ဘူးတကူလုံးကအေးဆောက်ယုံကလေးငါရိုက်မယ်ဟေ့ချမောင် လက်ကြောင်စုတစ်ချောင်းသွားယူစမ်းပရာဆေးဆိုင်မှာရှိတယ်။ထိုခဏ၌အလွန်တရာနှင်မြန်သောအဖြစ်အပျက်များဖြစ်ပျက်သွားလေရာဝိုင်းလျက်ကြည်ညိသူများမှငေး၍သာနှင်ညီလိုက်ကြရလေ၏။ဦးတိုင်းကျော်သည်ခါရင်ထိုးထားသောမောင်းချတာကိုတဖြည်းဖြည်းထုတ်ယူ၍ဖွင့်ပြီးသည့်နှင့်ကြပြိုင်နှင့်ထိုင်ရာမှရုတ်တရက်လှည့်၍ထွက်လိုက်လေ၏။ထိုခဏ၌ဦးထွန်းနိုင်၏တမြောင်သည်လည်းဦးတိုင်းကျော်၏လက်ဘင်းကိုစူးဝင်၍လက်ဘင်းကိုနှစ်ချမ်းတက်တက်ခွဲလိုက်လေ၏။ဦးထွန်းနိုင်မှမူ တင်မ၌သာဒဏ်ရာရသောကြောင့်တသက်ပတ်လုံးခြေစာယုံမျှဖြစ်လျာဦးတိုင်းကျော်မှမူထိုနေရာ၌ပင်ပွဲချင်းပြီးသေဆုံး၍မိုက်ဆာတုံးခဲ့လေသည်ဦးထွန်းလိုင်ဤဒဏ်ရာပြောက်သောအခါ၌ခင်မကြီးညင့်မောင်ချက်မောင်တို့လက်ထက်မင်္ဂလာဆောင်နှင်းကြမည်အကြောင်းမှမူဖက်ရှုသူတို့တော့တီးပြီးပင်ဖြစ်ပေလိမ့်သည်တကုံမဂဇင်းဒီဇင်မာလာ1934